ကဘာမမကိုချစ်တဲ့သူကအချောဆုံးပဲပေါ့နော်အဲ့လိုမျိုးလေးအဲကြည်ပြီးတော့အယောင်ကြည်နူးမိပါတယ်ဒီထဲမှာတော့တင်းတင်းနွေ အရင်အားချမိပါတယ်တကယ်လို့အာကိုလည်းအဲ့လိုအိမ်အောင်ပြုခဲ့မယ်ဆိုလို့ရှင်ဆရာကြီးနဲ့ဆရာကြီးမျိုးသမီးလိုအိမ်အောင်ကြီးမျိုးလေးကိုသဘောရင်ကြပါတယ်အဲ့အဲ့လိုမျိုးလေးအသက်ကြီးရဲ့အထိချစ်ချစ်ခင်ခင်လေးနဲ့တယောက်နဲ့တယောက်တံမိုးထားပြီးတော့နေချင်တယ်ပေါ့ဟုတ် အဲ့ဒီမသားပါတယ်ဆရာကြီးရဲ့ဆရာကြီးရဲ့အမျိုးသမီးကိုအဲလိုပုံဖော်ထားတဲ့အဲဒီဇက်ကောင်လေးမှာပေါင်ဝင်ပြီးတရုပ်ဆောင်ရတဲ့အတွက်လည်းအများကြီးခုံယူပါတယ်အတက်နိုင်ဆုံးတော့ပေါ့နော်အာအကောင်းဆုံးအရင်ဟိုပေါ့လိုအပ်ချက်တွေရှိနေခွလပါလို့အမေကတော့အကောင်းဆုံးတရုပ်ဆောင်ထားပါတယ်လို့ တော့အငိမ့်လေးတိူးဆောင်ထားတာပေါ့နော်ကာရက်တာကလည်းကျွန်သွားလို့လည်းမရဘူးလူနေလို့လည်းမရဘူးဆိုတော့အဲ့လိုသူ့ရဲ့ကာရက်တာလေးပုံမှာအဲ့လိုနစ်ဆန်ရှိရှိနဲ့ကာရက်တာလေးအတိုင်းပါမှာလူသွားရင်လည်းပြောရတယ်ပေါ့ဒရိုက်တာအဲတကယ်လို့နည်းနည်းများနေမယ်ဖြစ်ဖြစ်လူနေမယ်ဖြစ်ဖြစ်အကုန်လုံးကဒါကွန်ထရိုးလုပ်ပြီးတော့ဒရိုက်တာလည်းတင်ပေးပါတယ်ဟုတ်ကဲ့ပါတော့ဒါဆိုရင်ဝှထုတ်ရေးတဲ့ size ကလည်းလာတဲ့ရောက်နေတယ် ဘာသာပါလဲဆရာကြီးရဲ့ဆရာကြီးရဲ့အမျိုးသမီးကိုအဲလိုပုံဖော်ထားတဲ့အဲဒီဇက်ကောင်လေးမှာပေါဝင်ပြီးတရုပ်ဆောင်ရတဲ့အတွက်လည်းအများကြီးခေါင်းယူပါတယ်အတက်နိုင်ဆုံးတော့ပေါ့နော်အာအကောင်းဆုံးအရင်ဟိုပေါ့လိုအပ်ချက်တွေရှိနေခုနှစ်ပါလို့အမေကတော့အကောင်းဆုံးတရုပ်ဆောင်ထားပါတယ်လို့မနေ့ကဆရာကြီးအင်တာဗျူးပေါ့နော်ဆရာကြီးအမျိုးသမီးအင်တာဗျူးလည်းကြည့်ပါမယ်ဟုတ်ကဲ့ပါဆရာကြီးကပြောတယ် ညာကိုချောရဲကဘာမမကိုချစ်တဲ့သူကအချောဆုံးပဲပေါ့နော်အဲ့လိုမျိုးလေးအဲကြည်ပြီးတော့အယောင်ကြည်နူးမိပါတယ်ချစ်စရာကောင်းလားအခုထိနေနေတာအချိန်ညင်းနေပါလားအဲအရင်အောင်အားချမိပါတယ်တကယ်လို့ အာကိုလည်းအဲ့လိုအိမ်အောင်ပြုခဲ့မယ်ဆိုလို့ရှင်ဆရာကြီးနဲ့ဆရာကြီးမျိုးသမီးလိုအိမ်အောင်ကြီးမျိုးလေးကိုသဘောရင်ကြပါရဲ့အဲ့လိုမျိုးလေးအသက်ကြီးရဲ့ချစ်ချစ်ခင်ခင်လေးနဲ့တယောက်နဲ့တယောက်တံမိုးထားပြီးတော့နေချင်တယ်ပေါ့ဟုတ်ဟုတ်တယ်ဆရာပြည့်စင်းစကားပြောတာကျွရနေလို့မဟုတ်တော့ဟုတ်တယ်ဆရာရဲ့စကားပြောတဲ့ဒီစာပေဟောပြောပွဲတွေကဟိုပါပေါ့ဒီဗီဒီယိုတွေဆိုလို့ရှိရင်တက်တယ်လीအ မိကအမြဲတမ်းကြည့်ပြီးတော့အာဒါအရင်နားထောင်လို့လည်းကောင်းတယ်ဒီကားလေးကိုအာမီရိုထရီလာတင်တဲ့အခါမှာဆရာကြီးကနောက်ခံစကားပြောနေထည့်ထားတဲ့အာဒီထရီလာလေးထွက်တဲ့အခါမှာလည်းတကယ်သဘောကျရပါတယ်အခုလိုမျိုးဒီစက်ကောင်လေးမှာပြုဆောင်ခွင့်ရတာလည်းတကယ်ကိုခုံယူပါတယ်ဒါကတော့ academy content လေးဆိုတော့ဘယ်လိုရှိလဲဒါအကုန်လုံးကတော့အမှတ်ပြည့်ပေးနေကြပြီဆိုတော့ Okay အများကြီးတော့ဒါကတော့ ဟိုစူးစမ်းရတာပေါ့နော်ကိုရရဲ့ character လေးမှာဒီကိုဆောင်ပြောင်းဆိုတော့အကောင်းဆုံးတော့စူးစမ်းထားတယ်။ကျေးဇူးတင်ပါတယ်။ Okay ကိုရိုင်းနဲ့ဒီဟိုပေါ့ကိုတယောက်ဆောင်ထားတဲ့ဒါကိုကြည့်ရှင်တယ်ဒီ ကားရိတ်တုံးကလည်းဒီဟိုပေါ့ဆရာငင်းချင်းနဲ့အဲ့လိုပဲနေကောက်ပစ်စမျိုးလေးဆိုလို့ရှိရင်ဒီ location လေးနဲ့ကိုဝှချားရဲ့ပုံစံလေးနဲ့ပြီးတော့ဇက်ကောင်တွေကစာဖက်ပရိသတ်တွေဆိုတာသိရပေါ့နော်ဒီစုံဝင်ခန်းကြီးကိုပုံခေါ်ရတဲ့အချိန်မှာကိုကိုတိုင်းနဲ့ရင်ခုန်ပြီးတော့ရမ်းပြုံခဲ့ရတယ်ဆိုတော့ဒီကားလေးကိုထပ်ဖို့လည်းမျှော်လင့်နေရတယ်အခုကြည့်ရတော့မယ်ဆိုတော့လည်းရမ်းပြုံပါအဲ့တော့အပြင်မှာဒါဆရာကြီးရဲ့အမေမျိုးတွေ့လိုက်ရတဲ့အချိန်မှာဘယ်လိုလဲဖြစ်ခဲ့တယ် ဆရာကြီးမျိုးသမီးကအခုချိန်ထိလည်းဒါချောလုံးလဲဆိုတော့ဆရာကြီးရဲ့အဲဒါအာဘူးချူရဲမှာဆရာကြီးပြပြထားတဲ့အရာလေးတွေအခုထိလည်း interview မှာကြိုးလိုက်တယ်ဆက်ဆက်တက်တဲ့ပုံစံလေးတွေဆိုတော့လည်းအရင်ချစ်ဆရာလည်းကောင်းပါဘူးပြောလို့ရပါတယ်ဒါကိုမင်းမြတ်ကျွတ်လည်းအကုန်ယူပါတယ်ကိုမင်းမြတ်နဲ့လည်းဒီ character လေးအရင်ကိုလိုက်ဖတ်တယ်ပြီးတော့ဒါပန်းမြိုင်လည်းမဥယျာဉ်မှုဆိုတော့ အဲဒီဇကာဟိုးရင်ထဲကလည်းဒါဝိတ္ထုမှလည်းအောင်မြင်ပြီးသားဒီလိုမျိုးဟိုဝိတ္ထုမှအောင်မြင်ပြီးသားပြီးတော့ဒီဟိုပေါ့စုတွေလည်းအများကြီးရထားပြီးသားဝိတ္ထုမှဒါစာဖတ်ပရိသတ်တွေဆိုလည်းအများကြီးပဲပေါ့နော် comment တွေလည်းတွေ့ပါတယ်ဆိုတော့အာဒီကားလေးကိုလာကြည့်ပြီးတော့အာကြိုက်ကြနိုင်မလို့မျှော်လင့်ပါတယ်ဒါဝေဖန်မှုတွေဆိုလို့ရှိရင်လည်းပဲ၆ပြပြီးလို့ရပါတယ်ဆလိုက်နဲ့ရေတရားတော့ပတ်ပတ်ပေါ့တဲ့အကောင်တော့ ဲ့ဒါလေးရလေးမိအာဆရာကြီးရဲ့စာပေဟောပြောပွဲမှာအဲ့လိုဆရာကြီးပြောထားတာလေးအစတည်းကအဲ့ဒါဟိုဟာဆရာကြီးရဲ့ fan လို့ပြောပြောရမှာပေါ့နော်ဆရာကြီးရဲ့ပရိသတ်တယောက်ပါအဲ့တော့စာဖတ်ပရိသတ်တယောက်အနေနဲ့ရောဒါစာပေဟောပြောပွဲတွေမှာဆရာကြီးပြောတဲ့စကားလုံးတွေမှာဆိုရင်ကိုယ့်ရင်ထဲကကိုယ့်ဒီ character နဲ့တရုတ်မဆောင်ခင်နေရတယ်အဲ့လိုမျိုးလေးတွေ့ရပေါ့ဆရာကြီးကတော့ချစ်တတ်တာပဲဆိုပြီးတော့အတွေ့ရပြီးတော့အဲသူကချစ်ချင်းမြတ်တာလေးကိုပုံဖော်ထားတာဒီရေးစာနဲ့ဆိုတဲ့စကားလေးကနေပြီးတော့တောင်းတဲ့တယောက်ရေးလေး တောက်ချတဲ့ပုံစံလေးတွေကကိုတကယ်ဒီဒီဆုံးဝင်ခဲ့တဲ့ရရတော့မဲ့ချင်းမှာအရန်ကိုဝန်းတာခဲ့ရတယ်ဆိုတော့အတက်နိုင်ဆုံးတော့ကြိုးစားထားပါတယ်